န်ကောက်မှာနေစဉ်ဟင်းနှင်းရွက်သားငါးတွေကိုဗမာဝယ်ယူလို့ရလဲဆိုရင်ဘစ်စီလိုတက်မက်ခရိုတို့လိုဂုံလိုက်တွေကနေဝယ်ယူလို့ရသလိုရက်ွက်ဈေးတွေနဲ့လက်သွန်းလှဲတဲ့တွေစတာတွေကနေဝယ်ယူနိုင်ပါတယ်။ဒါပေမဲ့ဒီနေရာကဈေးနှုန်းတွေကဈေးကြီးပြီးတော့ပစ္စည်းလည်းမစုံဘူးလို့ပြောနိုင်ပါတယ်။တချို့တွေကပြောကြတယ်ဗန်ကောက်မှာဟင်းချက်စားတာအပြင်မှာဝယ်စားတာထက် ိုပြီးတော့ကုန်နေဆိုပြီးပြောကြတာကဟင်းချက်စရာတွေကိုအခုလိုကုန်တိုက်တွေရက်ကွက်ဈေးတွေကနေဝယ်တာကြောင့်မှဘန်ကောက်ထဲမှာဈေးနှုန်းလည်းတက်တာလက်ဆက်ပြီးတော့ဟင်းနှင်းရွက်တန်းကားတွေအစုံရတဲ့ဈေးရုံကြီးတွေအများကြီးရှိပါတယ်။အဲ့ဒီထဲမှာတလက်ခေါက်တိန်ဈေးကလည်းတခုအပါဝင်ဖြစ်ပါတယ်။ဒီဈေးကဟင်းနှင်းရွက်တန်းကားတွေကိုလက်လီလက်ကားရောင်းချတဲ့ဈေးဖြစ်တာမို့နေ့စဉ်ဈေးဝယ်တဲ့သူတွေနဲ့စီကားတဲ့ဈေးတခုဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ဒီသေးမှာဟင်းချက်စရာတွေဝယ်တဲ့အခါဘတ်တစ်ထောင်ဝင်းကျင်လောက်သုံးရင်လူနှစ်ယောက်စာအတွက်တပတ်၁၀ရက်လောက်အေးဆေးစားဖို့လုံလောက်ပါတယ်။ဈေးထဲမှာကတော့ဟင်းနှင်းဟင်းရွက်သားကအဆုံအလင်နဲ့ယာရီဘောတစ်သီးမျိုးစုံကိုရောင်းချတဲ့ဆိုင်တွေအများကြီးရှိပါတယ်။ဈေးထဲမှာပင်လယ်သာဆိုင်တွေလည်းရှိပြီးတော့ပင်လယ်သာတွေကလည်းလက်ဆက်ပြီးဈေးသက်တာပါတယ်။ကုန်ကြောင်ဆိုင်တွေလည်းအများပြားရှိပြီးတော့မြန်မာကုန်စုံဆိုင်တွေကစားလို့ကွင်းရဆိုင်တွေအထိရှိတဲ့ဈေးလည်းဖြစ်ပါတယ်။ ဒီဈေးမှာဈေးဝယ်ရတာအဆင်ပြေတဲ့အချက်တစ်ခုကဈေးရဲ့ထောက်ဝက်ကျော်လောက်ကဆိုင်တွေမှာမြန်မာဝန်ထမ်းတွေရှိတာမို့ထိုင်းစကားမတတ်ဘူးဆိုရင်လည်းမြန်မာလိုပြောပြီးတော့အလွယ်တကူဈေးဝယ်လို့ရပါတယ်။ဈေးကဘယ်ချိန်ဖွင့်လဲဆိုရင်24နိုင်လုံးဈေးဖွင့်ပါတယ်။ဒါကြောင့်ဈေးကိုဘယ်ချိန်သွားသွားရပါတယ်။ဈေးကဘန်ကောက်ရဲ့မြို့လေကောင်အချက်ချကြားတဲ့နေရာ ရာမာဖိုလမ်းမကြီးပေါ်မှာရှိတာမို့စကိုဝဲစီလုံး ဘတူနန်း area တို့ကနေအလွယ်တကူသွားလို့ရပါတယ် MRT အပြရာအောင်လိုင်းစီးပြီးတော့သွားမယ်ဆိုရင်တော့ Queen Sirikit National Convention Center မှာဆင်းလို့ရပါတယ် BDS အစိမ်းအောင်လိုင်းနဲ့နှီးတဲ့သူတွေကတော့ Asok Buddha မှာဆင်းပြီးတော့ cycle စီးလို့ရသလို MRT အပြရာလိုင်းကိုရထားပြောင်းစီးလို့လည်းရပါတယ်ဈေးကိုရောက်တဲ့လိုင်းကားတွေလည်းအများကြီးရှိပါတယ်ကိုနဲ့နှီးဆက်ရာကနေဘာကားစီးရမယ်ဆိုတာကိုတော့ Viabus ဆိုတဲ့ application ကနေတဆင့်ကြည့်နိုင်ပါတယ်ဗျာ